အနာဂတ်ကာလမှာတော့သိပ္ပံပညာရှင်များကဝတ်သက်ဗိုင်းရပ်ကို ကုသရေးအတွက်တုံးဝင်အောင်ပြောင်းလဲနိုင်ခဲ့ပြီးကင်ဆာကိုပင်ပျောက်ကင်းအောင်ကုသနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ထိုဗိုင်းရပ်ကိုထိန်းချုပ်မှုလွဲကျော်သွားပြီးလူအများစုကိုကူးစက်ပြီးလူသားများကို စားသုံးကာနေရောင်ခြည်ကိုကြောက်ရွံ့တဲ့ဓာတ်ဆီကခေါ်တဲ့အန်ဒီယရှိတရဝါစုများဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဗိုင်းရပ်ဆက်တင်ဖြစ်ပေါ်ပြီးတုံးနေကြမှာနယူးယောက်မြို့ကလုံးဝကိုပျက်စီးနေပြီးတိရစ္ဆာန်ရိုင်းများလွတ်လပ်စွာလှည့်လည်သွားလာနေကြပါတယ်။ ရောဘတ်ကတူးတဲတော့အသက်ရှင်ကျန်ရင်သူဖြစ်ပြီးစစ်တပ်မှဗားရပညာရှင်ဟောင်းဖြစ်ကတူးဤခွေဆန်နဲ့သူနေထိုင်ပါတယ်ဆန်ကရောဘတ်ကိုမဲလိုက်ရတယ်ကူညီပြီးနေတိုင်းကားဖြင့်လိုက်ပါလေရှိပါတယ်ရောဘတ်ကလက်နဲ့ကန်ဆောင်ထားပြီးတနက်ပြစ်ကျွမ်းကျင်သူဖြစ်တော်လဲစိတ်တဘောသာကောင်းမှုသူဖြစ်တာကြောင့်ချင်းနေမိသားစုများအမဲလိုက်ဒီကိုတွေ့တဲ့အခါအမဲလိုက်လို့ရတဲ့အသားတွေကိုခြံနှံပေးခဲ့ပါတယ်သူကနေမဝင်မီအိမ်ပြန်ရောက်ရင်နိုင်ဖြစ်အချက်ပေးထားပြီးအချက်ပေးတယ်မိတာနဲ့အိမ်ကိုရောက်အောင်ပြန်ပါတယ် သူ့အိမ်ကရောဘိုင်းနဲ့မပြန့်ခင်နေခဲ့တဲ့အိမ်ဖြစ်ပြီးအိမ်ကိုအလုံးပိတ်ခံခန့်အောင်ပြုလုပ်ထားပါတယ်။ဓာတ်စီကများအနက်မခံနိုင်စေရန်အိမ်ရှိလေကများကိုဂျွတ်ဆေးများဖြင့်အမြဲစီကြောနေရှိပါတယ်။အိမ်ထဲမှာရောရောဘတ်ကဒီအခြေအနေကနေကြော်ဖြတ်နိုင်မှုအတွက်ကျမ်းမရင်နဲ့ညီညွတ်အောင်လို့အစားတော့ကောင်းတွေကိုချက်ပြုတ်နေပြီးအရင်တုန်းကတည်တင်းတက်ခွေကိုလည်းဖွင့်ထားပါတယ်။သူဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးတချင်းတွေနားထောင်သူ့ခွေးနဲ့စကားပြောပုံမှန်လိုပြုတ်မှုနေပြီမဲ့သူ့မညံစိုးတွေကတော့ပြန်ပြန်ပေါ်လာနေပါတယ် ညရောက်တဲ့အခါသူကဆန်တဲ့သူရေချိုးဇလားထဲမှာပုံးနေတော့အပြင်ကဒက်စီကာရဲ့အတန်ကြောင့်သူ့မိသားစုကြောင့်တွေးမိနေပါတယ်။ယောဂါစတင်ဖြစ်ပေါ်ချိန်မှာအစိုးရကဗရဲရဲ့ဗဟိုချက်ဖြစ်တဲ့မြို့ကိုပိတ်ဆို့လိုက်ပါတယ်။ရောဘတ်ကဇနီးတဲ့ဇူကြီးတမီးလေးမာလီနဲ့ခွေးပေါက်လေးဆန်တို့ကိုစီမျိုးများထံပို့ဆောင်ရင်အပြေလွှတ်ကြိုးစားနေပါတယ်။ဒါပေမဲ့ဗရက်ကိုဆက်လက်ခွဲရန်စိတ်ပြပြီးကုတ္တန်ကြီးရှာဖွေဖို့မြို့မှာကြံနေခဲ့လို့တဲ့ရောဘတ်ရဲ့ဆုံးဖြတ်ချက်ကြောင့်ဇိုဝင်နဲ့အကြီးအကျယ်စကားများခဲ့ရပြီးကားတိုက်မှုပါဖြစ်ခဲ့ရပါ ရောဘတ်ကဖြည့်ဆည်းရှာဖွေရင်စိတ်မလျှော့ခဲ့ပင်နဲ့နေ့စဉ်နံနက်တိုင်းဆန်နဲ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်မြောက်ခန်းထဲမှာရှိတဲ့ဒုက္ခခန်းကိုတွားလိရှိပါတယ်။ဆန်ကတော့လေကနေကူးဆက်မှုကုခန်နိုင်စွမ်းအမရှိလို့သူတယောက်ထဲသာတွားပါတယ်။သူကဘာမှရှိတဲ့ကြွက်များကိုဆန်တက်နေပြီးအားလုံးတည်ဆုံသွားပြီးမဲ့ကြွက်တကောင်တော့အသက်ရှင်နေရမှုစိတ်အောင်မြင်မှုတွေ့ရှိတာကြောင့်လူသားနဲ့ဆန်တက်ဖို့ပဲကြံပါတော့တယ်။ရောဘတ်ကအထူးကြံမှုကိုဖြည့်ဖြောက်ဖို့လုံယုံလူစဉ်အတိုင်းဗီဒီယိုဆန်တို့တွားရောက်ပြီးအခွေငါးကအယုတ်ကောင်မလေးကိုမြင်ဖုန်ကြောင်ခဲ့ပါသေးတယ်။ အစားအစာနဲ့ဆေးဝါးလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အသီးအနှံများကိုဆက်ပြူးထားပြီးမြို့ထဲမှာလည်းတိုက်တွေကိုစစ်ဆေးကမြေပုံတွေဆဲထားပါတယ်။အခြားအသက်ရှင်ကျန်ရင်းသူများအတွက်အတန်တွင်ဖိတ်ခေါ်ချက်ထုတ်လွှင့်ပြီးစိတ်ပြေဖို့လေရင်တောင်းမမောခေါက်တက်ရိုက်တာတွေနဲ့လှုပ်တက်ပါသေးတယ်။တနေ့မှာတော့ဆန်ကတမင်းတကောင်ဝန်တိုင်းဓာတ်စီကတွေရှိတဲ့အဆောက်အုံတွေကိုဝင်သွားတာကြောင့်ဆန်ကိုပြန်ခေါ်ဖို့ရောဘတ်ကထိုအဆောက်အုံတွေကိုမဝင်မဖြစ်ဝင်ခဲ့ရပါတယ်။တက်ခန်းတွေကလည်းမှောင်နေပြီးဓာတ်စီကတွေရှိနေတာကြောင့်တတိကြီးကြီးနဲ့တက်ခန်းတွေကိုဝင်ခဲ့ရပါတယ်။ တွေးကွက်တွေကိုခြေရာခံလိုက်တဲ့အခါမှာတော့စံမဟုတ်ပဲနဲ့တမင်ဖြစ်နေခဲ့ပါတယ်။ဆက်ရှာတဲ့အခါမှာဓာတ်စီကတစုကနိုင်ရန်ကိုမျက်နှာမူပြီးရက်နေတာကြောင့်တတိကြီးကြီးထားကနောက်ပြန်လှည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်နေတဲ့စံကိုတွေ့ရကြောင့်ခွန်နေတော့မှာပဲဓာတ်စီကတကောင်ကတွေ့တော့ပြီးလိုက်ပါတော့တယ်။ရောဘတ်လည်းတိုက်ခန်းအပြင်ခွန်ထွက်လိုက်တာကြောင့်လိုက်လာခဲ့တဲ့ဓာတ်စီကလည်းနေရောင်နဲ့ထိတွေ့ပြီးတည်သွားပါတော့တယ်။စံကိုပြန်ခေါ်ပြီးတဲ့နောက်ရောဘတ်ကအဆောက်အအုံအပြင်မှာထောင်ချောက်တစ်ခုပြင်ဆင်ထားပြီး ကံပတ်စာနဲ့အုပ်ထားလိုက်ပါလေ။ဆန်ကိုနေခဲ့ဖို့အမိန်ပေးပြီးကံပတ်စာပေါ်တွေးရီဖြန်ပြီးစောင့်နေချိန်မှာပဲဓာတ်စီကတကောင်ထောင်ချောက်မိသွားပါတော့တယ်။ဓာတ်စီကရဲ့ခေါင်းဆောင်လိုထင်ရတဲ့တကောင်ကဒေါသတကြီးဟင်းဟောက်နေပြီမဲ့နေအောင်ကြောင့်အခွင့်မသားပဲပြန်ဝင်သွားခဲ့ပါလေ။တခွဲခန်းလေးမှာတော့ဓာတ်စီကကိုစပွဲပေါ်တင်လာပြီးဆန်တတ်မှုတွေလှုပ်ဆောင်နေပါလေ။စိတ်ရည်ကိုထိုးသွင်းလိုက်တဲ့အခါမှာစက္ကန့်ပိုင်းမှာဓာတ်စီကဟာအော်ဟစ်ရုံးကန်ရင်ညင်သက်သွားပါတော့တယ်။ ရောဘတ်လည်းဒက်စီကအသက်ရှင်မှုဆေးရည်တမျိုးကိုထိုးတင်ခဲ့ပေမဲ့အချိန်နေထူးမလာတာကြောင့်ယူကျုံးမရဖြစ်နေပါတယ်။ရောဘတ်ကထိုးပြပြများကိုမှတ်တမ်းတင်နေပြီးဒက်စီကရေဟာအစာကြောင့်သူတို့ကြောက်တဲ့နေရောင်နဲ့ထွက်လာတဲ့အထိအသက်ရှင်မှုအခြေခံစည်းမျဉ်းကိုဖောက်ပြန်ရလောက်အောင်အုံနောက်ကပျက်စီးသွားပြီလို့မှတ်တမ်းတင်ခဲ့ပါတယ်။ဒါဟာရောဘတ်ကိုဘာမှပြန်သွားချိန်မှာလူတွေအုပ်အော် တောင်းနေဖြစ်နေကြတာကိုတတိရသွားစေခဲ့ပါတယ်။တင်မောတွေအများကြီးနဲ့လူတွေကိုခေါ်ထုတ်နေကြပေမဲ့ယောဂမရှိသူကိုယ်တိုင်ခွင့်ပြုပါတယ်။ မိခင်တွေကကလေးကိုကယ်ပေးဖို့အော်ဟစ်နေပြီးစစ်သားတွေကလည်းကွာရင်တင်းကိုတင်းကျပ်နေကြပါတယ်စစ်တပ်ကူညီနဲ့ရောဘတ်ဟာစိတ်ကန်းကိုရောက်ရှိလာတဲ့အခါဖြတ်တန်းဖို့အတွက်စကန်ဖတ်လိုက်ချိန်မှာတော့ရောဘတ်နဲ့သူ့တမီးကယောဂမရှိပေမဲ့ဇိုဝီကယောဂရှိကြောင်းပြနေတာမို့စစ်တပ်ကဖြစ်ကြောင်းပြောကထက်စစ်ခိုင်းတော့မှယောဂမကူးဆက်ကြောင်းတွေ့ရတာကြောင့်ဖြတ်တန်းခွင့်ရသွားပါတယ်စစ်တပ်ကဖြစ်တာကြောင့်ရဟန်းရင်နဲ့တွားရခဲ့ပြီးရောဘတ်ကစံကိုခေါ်ထားပြီး ထွက်သွားတဲ့ရဟတ်ယင်မှာမှာတော့ဝေါ်လီကလက်ပြပုံလုပ်ကရောဘတ်တို့ကိုနှုတ်ဆက်နေခဲ့ပါတယ်။လက်ရှိမှာတော့ရောဘတ်နဲ့ဆန်ဟာလိုယိုလုံးစင်အတိုင်းဖြတ်တန်းနေပါတယ်။ဒါပေမဲ့အိမ်ပြန်ကန်နေပါပဲထူးဆန်းတာကိုတွေ့လိုက်လူတယောက်ကတံတားနားမှာယက်နေတာပါ။ရောဘတ်ကဆက်ရှုပ်ထွေးသွားပြီးလူစစ်မဟုတ်နေတာကြောင့်ဖြစ်လိုက်ပေမဲ့အတန်တခုကြားတာကြောင့်အနီးကတွားကြည့်မိရတက်စီကတွေကသူ့နီးအတိုင်းဆင်ထားတဲ့ထောင်ချောက်အတိုင်းမိသွားပြီးခေါင်းကိုထိခိုက်မိကြကြောင်းတတိလက်သွားပါတော့တယ်။နိုင်နှုတ်ဆက်တန်နဲ့ဆန်ရင်ဟောင်းတန်ကြောင့် တတိပြန်ရတဲ့အခါနေဝင်လူဝင်ခင်ဖြစ်နေပါပြီ။ရောဘတ်ကအကျိုးကိုဖျက်လိုက်တဲ့အခါပြုတ်ကျပြီးခြေတော်ကိုထိခတ်မိသွားတာကြောင့်ကားစီကိုတွားတွားနေရပါတယ်။အဲ့ဒီအချိန်မှာပဲဓာတ်စီကရဲ့ခေါင်းဆောင်ပေါ်လာပြီးကုဆတ်ခံခွေးတွေကိုလွှတ်လိုက်ပြီးမြက်တိုက်ကြားတဲ့ကနေရောင်ကိုမဖျက်နိုင်ဖြစ်နေပါတယ်။ရောဘတ်ကသူ့ကားစီရောက်သွားတဲ့အခါနေဝင်သွားတာကြောင့်ကုဆတ်ခံခွေးတွေတိုက်ခိုက်ပါတော့တယ်။ဆန်လဲတကောင်ကိုခုံးလိုက်တာကြောင့်နောက်တကောင်ကရောဘတ်စီရောက်ရှိသွားပြီးရောဘတ်ကတန်းတန်းဆွဲထုတ်ကပြစ်လိုက်ပါတယ်။ ဒံယာရီနဲ့ဆန်ကိုတကွဲခန်းစီခေါ်သွားပြီးစေးထိုးပေးကသူ့ရဲ့အဖော်နဲ့နောက်ဆုံးအချိန်အတွက်နားထောင်နေကြတဲ့ချင်းကိုဆိုရင်ဖတ်ထားလိုက်ပါတယ်။ဆန်ကလည်းကူးစက်ခံလိုက်ရပြီဖြစ်တာကြောင့်ဝမ်းနဲ့စွာနဲ့ပဲအဆုံးတက်ပေးလိုက်ရပါတယ်။ဆန်ကိုတကြိုပြီးတဲ့နောက်အလုံးမင်းဝမ်းနဲ့ကစေးတက်ကြနေတဲ့ရောဘတ်ကစေးတွေတောက်နေရကသူတို့တွားနေကြဆက်ခင်းတွေဗီဒီယိုငားဆိုင်တွေတွားပြီးသူဖုံချောင်နေကြအယုံမလေးကိုစိတ်ပြေလက်ပြောက်စကားတွေတွားပြောက်ပြီးမှဝမ်းနဲ့စိတ်ကိုမဖြောင့်နိုင်တာကြောင့်တက်စီကံမြတ်ကိုလက်စားချေရင်ကပ်ဖြင့်လိုက်တိုက်ပါတော့တယ်။ တချို့ကိုတက်နိုင်ခဲ့ပေမဲ့ခေါင်းဆောင်ရဲ့အမိနဲ့ညာရှိရှိတိုက်ခိုက်နေကြတဲ့ဓာတ်စီကတွေကြောင့်ကာသိမ်းမော့ပြီးဒဏ်ရာရသွားခဲ့ပါတယ်။ကာသိမ်းမော့ပြီးတဲ့နောက်မှာဒီကဘာမှာသူတယောက်ထဲသာရှိတော့တယ်လို့ယူဆထားတဲ့ရောဘတ်ကိုအန်နာနဲ့သူမ၏တာအီတန်တို့ကကယ်တင်ခဲ့ကြပြီးဝီလင်းဝီလင်းအချိန်မှာပဲရောဘတ်ရဲ့အိမ်ကိုခေါ်တော့ကြပါတယ်။တတိမိနေတဲ့ရောဘတ်ကအိမ်မက်မှတ်နေပြီးရဟယင်ထွက်ခွာသွားချိန်မှာပဲအစိုးရကသားကိုဘုံကျဲပြီးပိတ်ဆို့ခဲ့တာကြောင့် ယဟန်ရင်တစီကဟန်ချက်ပြက်ပြီးဇိုဝီတို့ယဟန်ရင်ကိုတိုက်မိပြီးပြက်ကျသွားပါတော့တယ်။နောက်တနေ့ရောဘတ်နိုးရဲ့အခါသူဖွင့်နေကြကာတွန်းကောက်ကိုဖွင့်ထားတာတွေ့ရပြီးလူတန်းတွေလည်းကြားလာကြောင်းတနက်ဆွဲပြီးမိဖို့တဲ့ဝင်လိုက်တဲ့အခါမှာအစားအသောက်များချက်ပြုတ်နေတဲ့အန်နာတို့ကိုတွေ့ကြရပါတယ်။သူတို့ကရောဘတ်ရဲ့ဖိတ်ခေါ်ချက်ကိုကြားပြီးရောက်လာကြသူများဖြစ်ပြီးဘားမောင်တွင်အိမ်မက်တို့ရာသီဥတုကြောင့်ဗိုင်းရပ်ကိုဟန်တားနိုင်တာကြောင့်ယုံကြည်ရတဲ့အသက်ရှင်ကျန်ရည်သူများ၏ဘေးကင်းရန်နေရာတစ်ခုဖြစ်ကြောင်းပြောပါတယ်။ ရောဘတ်ကမယုံကြည်ဘဲလူသားမျိုးနဲ့ပျက်စီးသွားပြီဟုယူဆထားတာကြောင့်အန်နာရဲ့ဇကားကိုလက်မခံနိုင်ဖြစ်နေခဲ့ပါတယ်။အချိန်တော်ကြာမှာလူတွေနဲ့ပြန်တွေ့ရတဲ့ရောဘတ်ဟာပေါင်းရင်းဆက်ဆံရေးပြည့်ပြည့်ဖို့ကြိုးပမ်းနေရပြီးအန်နာနဲ့ဇကားပြောဖြစ်ချိန်မှာတော့အန်နာတို့ကဆန်ပေါ်လန်လို့ခေါ်တဲ့လုံခြုံရေးတင်မောပေါ်ကဖြစ်ပြီးစစ်တပ်ကဆက်နက်ရှင်တန်းဖို့မထောက်ပံ့နိုင်တော့တာကြောင့်ငါးရတဖွဲ့ဖွဲ့ကထွက်လာခဲ့ပေမဲ့သူတို့လှေလဲအခုတ်ခံရပြီးကြံလူတွေလည်းတည်ဆုံသွားပြီလို့သိကြရပါတယ်။ အန္နာတို့ကဘားမောင်ကိုတွမ်းဖြစ်ပေမဲ့ရောဘတ်ကတော့ဖြည့်စည်ရှာဖွေရမှာမို့ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဓာတ်ခွဲကန်းကိုပြန်သွားပြီးသူ့ရဲ့ဆန္ဒခံဓာတ်စီကံကိုခန္ဓာကိုယ်အပူချိန်ထိမှုရင်ခဲတွေအုပ်ပေးလိုက်ပါတယ်။ဓာတ်ခွဲကန်းထဲမှာတော့အန္နာဟာကတ်ထားတဲ့ဓာတ်ပုံတွေရဓာတ်စီကံတွေအများကြီးကိုဆန္ဒခဲတာပဲလို့ပြောတာကြောင့်ရောဘတ်ကအလုံးမဖြစ်ခဲ့ဘူးလို့ပြန်ဖြေခဲ့ပါတယ်။ရောဘတ်ကအိပ်ပျော်နေတဲ့အီတန်ကိုတုတ္တမီအခန်းမှာတိတ်ဖို့ပြောပြီးအန္နာကိုတုတ္တမီအကြောင်းတွေပြောပြနေခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့ရောဘတ်ကတကားတွေပြတင်းပေါက်တွေကိုပိတ်လိုက်ပြီး အန္နာကသူ့တို့နဲ့လိုက်ခဲ့ဖို့ဖြောင်းပြနေကြကြောက်။ဘာကြောင့်တေချာနေရတာလဲမေးတဲ့အခါဖျားသခင်ကြောင့်ပြန်ဖြေတာကြောက်။အရာအားလုံးဆုံးရှုံးထားရတဲ့ရောဘတ်ကဖျားသခင်သာရှိရင်ဒီလိုအဖြစ်ဆိုးတွေဟာဖျားသခင်လောက်တာလားလို့မေးရင်ဖျားသခင်မရှိလို့ဖြစ်တာပါလို့ပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲအတန်တွေကြားလို့ကြည့်လိုက်တော့မနေ့ကရောဘတ်ရဲ့တွေးနှံကိုခြေရာခံပြီးလိုက်လာကြတဲ့ဓာတ်စီကာတွေကိုတွေ့လိုက်ရပါတယ်။ရောဘတ်ကအိမ်ဘက်ဘက်လည်းကစီတန်းထားတဲ့ကားတွေကိုဖောက်ခွဲလိုက်ပြီးမှဓာတ်စီကာတွေအများပြားထက်ရောက်လာတာကြောင့်အိမ်ပေါ်ကအန္တရာယ်ရှိတဲ့ နေရာစီလာခဲ့ပေမဲ့ခေါင်းဆောင်ကအကြောင်းဝင်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ရောဘတ်လည်းအနာကဝက်ဝူလက်ကိုယူပြီးထိုးလိုက်ပေမဲ့နာကျင်မှုကိုမသိတဲ့ခေါင်းဆောင်ကရောဘတ်ကိုကန်ပေါင်းလိုက်တာကြောင့်လေကားပေါ်ကပြုတ်ကျသွားခဲ့ပါတယ်။ရတဲ့အခွင့်အရေးကိုအမိရယူပြီးဘေးကတနက်ကိုယူပြစ်လိုက်တာကြောင့်ခေါင်းဆောင်လည်းတခြားခန်းကိုထွက်ပြစ်သွားပါတယ်။ရောဘတ်ကဂတ်အိုးကိုဖောက်ခွဲလိုက်တာကြောင့်ခေါင်းဆောင်လည်းလေကားကနေပြေးတက်သွားပါတယ်။ရောဘတ်လည်းနောက်ကလိုက်ပြီးဒရက်ဆာပြစ်တာကြောင့်ဖြင်းင်းဘက်ကနေခုန်ဆင်းထွက်ပြေးသွားပါ ရောဘတ်ကအမ်မာတို့ကိုဆက်ရှာဝင်နေချိန်မှာပဲမျက်နှာကြက်ကိုခွန်နေတဲ့ဓာတ်စီကတကောင်ရဲ့အောက်ဘက်သပွဲအောက်မှာပုန်းနေတာမျိုးတနက်ကိုခုံယူပြီးပြစ်လိုက်ပါတယ်။အပြင်မှာလည်းခေါင်းဆောင်ကနောက်ထပ်ဓာတ်စီကရဲ့တပြုံကြီးကိုခေါ်လာပြန်တာမျိုးတုံးရောက်တာဓခွဲခန်းတွေကိုဝင်ပုန်းရပါတော့တယ်။ဓခွဲခန်းတွေမှာတော့အစမ်းတက်ခံဓာတ်စီကကအချိန်နေတည်ငြိမ်နေပြီးပိုကောင်းလာတာကြောင့်ဖြေစေးကအလုပ်ဖြစ်မဲ့တိလိုက်ရပြီမဲ့ဓခွဲခန်းကိုဖောက်ဝင်လာတဲ့ဓာတ်စီကရဲ့ကြောင့်ရောဘတ်ကကြီးကမန်တွေကိုပိတ်ချလိုက်ပြီး ခေါင်းဆောင်ကိုဖြည့်စေးလို့လို့ကြောင်းမင်းတို့ကိုကုတ္တနိုင်ပြီဖြစ်ကြောင်းပြောပေမဲ့နားမထောင်ပဲမှန်ကိုယ်သာဒေါသတကြီးခွဲနေတာကြောင့်မှန်ကွဲပြီးလက်ပြပုံလေးပေါ်လာပါတယ်။အဲ့ဒီအချိန်မှာပဲအန်နာရဲ့လက်ဘဲမှာလည်းလက်ပြပုံတတူးကိုတွေ့လိုက်ရတဲ့ရောဘတ်ကတူတမီနှုတ်ဆက်ခဲ့တဲ့လက်ပြပုံကိုတတိရသွားပြီးသူ့လောက်ရမယ့်အရာကိုနားလည်သွားပါတယ်။အန်နာတို့တမ်းမီကိုဘေးလွတ်ရမှာပုံကိုခမ်းပြီးလက်ပြပုံကိုပင်ဖြုတ်ကခေါင်းဆောင်စီကိုတွုံးဝင်သွားပါတော့တယ်။ အဆုံးသတ်မှာတော့ရောဘတ်ရဲ့အနစ်နာခံမှုနဲ့အတူအာနာဒိုနဲ့လွတ်မြောက်သွားပြီးလူသားတွေရဲ့လုံခြုံရာဖြစ်တဲ့ဘားမောင်းကိုရောက်ရှိသွားပြီးဖြည့်ဆွေးလဲပါတော့မို့ကဘာကြီးနဲ့ပုံမကောင်းမွန်လာတော့မှဖြစ်ချောင်ပြတဲ့ရင်ဇက်ကားလေးနဲ့အဆုံးသတ်သွားခဲ့ပါတယ်